အမေရိကန်အစိုးရရန်တရားလက်ပတ်မှုတွေရပ်တန့်နေတာရက်30ကျော်လို့31ရက်ထဲကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့လွတ်တော်မှတည်အကြား၈နှစ်အတွက်ဘတ်ဂျက်အသုံးစရိတ်ဆိုတာဝေးလို့ဂျားကာလာယာယီအသုံးစရိတ်ကိုတောင်သဘောတူညီချက်မရနိုင်ပဲဖြစ်နေကြဆဲပါ။အဲ့ဒီဂျားကာလာအသုံးစရိတ်ကိုအတီးပြုတ်ပေးနိုင်ခဲ့ရင်အစိုးရလုပ်ငန်းတွေယာယီပြန်လက်ပတ်ပြီးဝန်ထမ်းတွေလစာပြန်ရကြမှာပါ။ဒါပေမဲ့ဒီကိစ္စကိုအဆုံးဖြတ်ပေးမယ့်အထက်လွှတ်တော်ဟာအောက်တိုဘာ30ရက်ကြာတာပြည့်နေ့မှာနောက်ဆုံးတွေ့ဆုံပြီး တောက်ကြစနေတနင်္ဂနွေ3ရက်နာပြီးတနင်္လာနေ့ကျမှပြန်တွေ့ကြမှာမို့အစိုးရပေးရတဲ့ရက်ဟာ34ရက် ဖြစ်သွားတော့မှာပါဒါဟာအမေရိကန်သမိုင်းမှာရဲ့အကြဆုံးအစိုးရပိတ်ထားရတဲ့စံချိန်နဲ့အတူတူပဲဖြစ်ပါတယ်။သမရထရန့်ပထမသမရတက်တန်းကာလအတွင်း 2018ခုနှစ်နဲ့2019ခုနှစ်အကြာဖြစ်ခဲ့တာပါအထက်လွတ်တော်အမတ်တေအကြာမကြာခင်မှာအစိုးရပြန်လည်ပတ်နိုင်ရေးအလားအလာရှိတယ်ဆိုတဲ့ပြောဆိုမှုတွေရှိပေမဲ့တကယ့်လက်တွေ့မှာတော့အောက်တိုဘာ30ရက်နေ့ကရလတစုံတရာမရပဲပြီးဆုံးသွားခဲ့ပါတယ်လွတ်တော်ကိုကြားထဲမှာ3ရက်လောက်နားထားတဲ့ကာလအတွင်းနှစ်ဖက်ပါတီအကြကိုယ်စားလှယ်အချင်းချင်းဆွေးနွေးပြောဆိုတာတွေတော့ဆက်ရှိနေမှာဖြစ်တဲ့အကြောင်းအထက်လွှတ်တော်ကထာဂျွန်တွန်းကပြောပါတယ်ဒီတော်တွင်ဝင်ငွေမရှိတဲ့သူတွေနဲ့ဝင်ငွေနေတဲ့သူတွေအတွက် ပြည်ထောင်စုအစိုးရကထောက်ပံ့ပေးနေတဲ့အစီအစဉ်ဟာလည်းအစိုးရဘတ်ဂျက်မရှိတာကြောင့်လာမယ့်တနင်္ဂနွေနိုဝင်ဘာလ၂ရက်နေ့မှာတက်တန်းကုန်ဆုံးတော့မှာမို့ဒီအကူအညီပေါ်မီခိုအားထားနေရတဲ့အမေရိကန်ပြည်သူ52တန်းအခက်အခဲနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။ Supplemental Nutrition နဲ့ Assistant Program SNAP လို့ခေါ်တဲ့အဲ့ဒီအစီအစဉ်ကြောင့်ဝင်ဝင်မရှိသူနဲ့ဝင်ဝင်နေတဲ့အမေရိကန်ဆင်းရဲသားတွေလိုအပ်တဲ့အစားအသောက်တွေဝယ်ယူစားသောက်နိုင်ကြတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ အထက်လွှတ်တော်မှာပြန်ပြက်ပါတီတစ်ခုအကြားအခြေတင်ညှင်းခုမှုတွေလည်းရှိခဲ့ပါတယ် Trump administration has yet again made the decision made the choice to allow our fellow Americans to go hungry The senator from New Mexico was absolutely right SNAP recipients shouldn't go without food People should be getting paid in this country And we've tried to do that 13 times And you voted no 13 times. တမနာထရန်ကတော့ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ရေးအတွက်မဲခွဲဆုံးဖြတ်မှုမလုပ်နိုင်အောင်အချိန်ဆွဲလို့ရတဲ့ပြဋ္ဌာန်းချက်ဖီလီပါစတာကို Republican အမတ်တွေအနေနဲ့ဖျက်ပစ်ကြဖို့လူမှုကွန်ရက်ကတစဉ်တိုက်တွန်းနေပါတယ်။အစိုးရရန်ရတွေရနာထားရတာကာလကြာလာတာနဲ့အမျှပြည်သူလူထုအကြမ်းကအခက်အခဲအကြက်တဲတွေဟာလည်းတဖြည်းဖြည်းကြီးထွားလာနေတာမို့လွတ်တော်မတ်တွေအပေါ်ဖိအားပေးမှုတွေအထူးသဖြင့်အာနာယ Republican ပါတီကအမတ်တွေအပေါ် PRP ပြောဆိုမှုတွေလည်းတဖြည်းဖြည်းတိုးမြင့်လာနေပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ